ရန်ကုန်မြို့မှာရှိတဲ့မီးပွိုင်တွေကိုချိတ်ဆက်ပြီး CCTV ကင်မရာနဲ့စောင့်ကြည့်ကာရင်ကျော်ရှင်းလင်းလှုပ်ဆောင်တဲ့စနစ်ကိုမီးပွိုင်150မှာအသုံးပြုသွားမှာဖြစ်တယ်လို့ရန်ကုန်မြို့ရဲ့စီမံသားရေးကော်မတီလမ်းနေတရာဌာနကသိရပါဗျ။မီးပွိုင်တွေကို Traffic Control Center ပါဝင်တဲ့စနစ်နဲ့ထိန်းချုပ်ပြီးရင်ကျော်ရှင်းလင်းလှုပ်ဆောင်မှာဖြစ်ကာ CCTV ကင်မရာနဲ့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ချိတ်ဆက်ဆောင်ရွက်မဲ့မီးပွိုင်150အနက်ရန်ကုန်မြို့ရဲ့စီမံသားရေးကော်မတီကမီးပွိုင်100မှာလှုပ်ဆောင်မှာဖြစ်ပြီး ဂျပန်ပြည်ပဆိုင်ရာပူပေါင်းဆောင်ရွက်အေဂျင်စီ JICA ရဲ့အစီအစဉ်နဲ့မီးပွိုင်50မှာလှုပ်ဆောင်မယ်လို့သိရပါဗျ။အဲဒီစနစ်ကအဓိကရင်ကျောရှုပ်ထွေးပိတ်ဆို့မှုကိုဖြေရှင်းဖို့ဖြစ်ပြီးမီးပွိုင်တွေကိုချိတ်ဆက်က CCTV ကနေစောင့်ကြည့်ပြီးဘယ်မီးပွိုင်မှာကားပိတ်တယ်အဲ့ဒီတော့မီးပွိုင်ကိုအချိန်ဘလောက်လှုပ်ပေးမယ်စတဲ့စနစ်နဲ့လှုပ်ဆောင်သွားမယ်လို့ရန်ကုန်မြို့ရစီဗင်တာယာကြီးကော်မတီလမ်းနဲ့တရာဌာနကတာဝန်ရှိသူတူကပြောပါဗျ။မီးပွိုင်တွေမှာအခုလို CCTV ကင်မရာနဲ့စောင့်ကြည့်မှုရှိပေမဲ့ ရင်တိုင်းအင်အားကိုလည်းပုံမှန်ထားရှိပေးထားမယ်လို့သိရပါတယ်။အခုလိုဆောင်ရွက်မဲ့အစီအစဉ်ကိုလက်ရှိဘန်နာနဲ့အတွင်လှုပ်ဆောင်မှာဖြစ်ပြီးဂျိုက်ကာနဲ့ပူပေါင်းမှုပထမဆင်နေနဲ့ကဘာရေးစီရီလန်နဲ့ပါရမီလန်းစုံမိပိုင်ကိုဗဟိုပြုပြီးကဘာရေးစီရီလန်ပေါ်ရှိနဝဒေးလန်းစုံ၊ကနမာလန်းစုံ၊အင်အားလေးဟိုတယ်အဝင်လန်းစုံ၊ပါရမီလန်းစုံ၊တစ္ဆာလန်းစုံ၊စက်မှုတစ်လန်းစုံတို့ပါဝင်တဲ့မိပိုင်6ခုကိုချိတ်ဆက်ဆောင်ရွက်မှာဖြစ်ပါတယ်။ဒါ့အပြင်ပါရမီလန်းပေါ်မှာရှိတဲ့ပြည်လန်းစုံ၊ဦးထွန်းငိမ့်လန်းစုံ၊နှင်းစီလန်းစုံ၊ဝေဇန္နာလန်းစုံတို့ပါဝင်တဲ့မိပိုင်၄ခုကိုလည်း ဆိုပါမီပိုင်6ခုနဲ့ချိတ်ဆက်ပြီးရင်ကျော်ရှင်းလေးကနဦးလှုပ်ဆောင်သွားမယ်လို့သိရပါတယ်ဒုတိယဦးစားပေးအစီအစဉ်ကိုတော့အရင်ကုန်းကြော်သရာဆောက်လုပ်ဖို့စီစဉ်ခဲ့တဲ့တာဝင်၅ခွားစုံမီးပွိုင်မှာကုန်းကြော်သရာမဆောက်တော့ဘဲအဲ့ဒီ၅ခွားစုံမီးပွိုင်ကိုဗဟိုပြုပြီးရွှေကုန်းတိုင်းလမ်းစုံမီးပွိုင်တမေပင်းလမ်းစုံတိုက်ကဆန်လမ်းစုံကြက်ပဲစေးရှိလမ်းစုံဦးချစ်မောင်လမ်းစုံစတဲ့မီးပွိုင်တွေနဲ့ချိတ်ဆက်တာ တင်ငန်းကျွတ်မြို့နယ်ရှိလီတောင်ကန်လမ်းစုံအပဝင်မီးပွိုင်၁၄ခုကိုချိတ်ဆက်တာတွေလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။အခုလို CCTV ကင်မရာတက်ဆင်ပြီးမီးပွိုင်နေတဲ့ချိတ်ဆက်ကရင်ကျော်ရှင်းလင်းဆောင်မက်စနစ်ကိုစမ်းသပ်လုပ်ကင်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဂျပန်နိုင်ငံကစမ်းသပ်မှောက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။